ထိုင်းနိုင်ငံမှာမေ16ရက်ကနေ24ရက်အထိ9ရက်တာအတွင်းကိုဗစ် -19 ကူးစက်ခံရသူ68484ဦးအထိရှိလာပြီးကိုဗစ်ကြောင့်သေဆုံးသူ10ဦးရှိတယ်လို့ရောဂါထိန်းချုပ်ရေးဌာန DDC ကထုတ်ပြန်ထားပါတယ်ထိုင်းနိုင်ငံမှာကူးစက်ပြန့်နှံ့နေတဲ့မျိုးကွဲဟာ Omicron ထက်စင်မျိုးကွဲ JN1 ဖြစ်ပြီးအခုနှစ်အတွင်းဒီမျိုးကွဲကူးစက်ခံရသူ2,300,1,918ဦးရှိပြီးဒီမျိုးကွဲကြောင့်သေဆုံးသူ52ဦးရှိပါတယ်။ စောက်ခရန်ကာလနောက်ပိုင်းကူးစက်မှုအစိုးဖွဲ့14ခုကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဆောက်ခရန်ကာလနောက်ပိုင်းကိုဗစ်ကြောင့်တည်ဆုံမှုနှုန်းဟာ3.3%ရာခိုင်နှုန်းအထိရောကျခဲ့ပြီးလူနာအများစုဟာတာမန်အလေအလတ်ယောဂလက္ခဏာတွေကိုသာကြုံတွေ့ခံစားခဲ့ရတယ်လို့ DDC ပြောရေးဆိုခွင့်ရှိသူဒေါက်တာဂျူရန်ဝမ်ဆာဝတ်ကပြောပါရယ်။ဒါပေမဲ့2025ခုနှစ်မေ၁၉ရက်ကနေ၂၁ရက်အတွင်းကူးစက်မှုအရေအတွက်အလွန်မြင့်တက်ခဲ့ပြီး 2024ခုနှစ်ကာလတူအချိန်ထက်ပိုမိုမြင့်တက်ခဲ့ပါတယ်။မေ16ရက်ကနေ24ရက်အတွင်းကိုဗစ်90ခံရသူသစ်6984ဦးရှိပြီးကိုဗစ်ကြောင့်သေဆုံးသူ၈ဦးရှိရလို့သိရပါတယ်။မေ29ရက်အထိအခုနှစ်အတွင်းကူးစက်ခံရသူအရေအတွက်ဟာ2,000,1,918ဦးအထိမြင့်တက်ခဲ့ပြီးသေဆုံးသူစုစုပေါင်း52ဦးရှိပါတယ်။ဒေါက်တာဂျိုရိုင်းကလူတွေအနေနဲ့ သတိနဲ့နေထိုင်သင့်ပေမဲ့အထိတ်တလန့်မဖြစ်ဖို့တော့တိုက်တွန်းထားပါတယ်။ဗိုင်းရပ်စ်ဟာပြင်းထန်မှုအားနည်းတဲ့ပုံစံတွေကိုသတိပြောင်းနိုင်ပြီးမိုးရသည်နဲ့ဆောင်းရသည်ကာလတွေမှာကူးစက်မှုပုံပုံမြင့်တက်နိုင်မယ်ရှိတယ်လို့သတိပေးထားပါတယ်။2024ခုနှစ်ဇန်နဝါရီကနေ2025ခုနှစ်မေ6ရက်အထိထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်မှုဖြစ်စဉ်တွေရဲ့63.9%နှစ်ရာခိုင်နှုန်းဟာ Omicron ထက်စင်မျိုးကွဲ JN1 ကြောင့်ဖြစ်တယ်လို့စေဘတ်ဆိုင်ရာသိပ္ပံဌာနကဆိုပါတယ်။ SEC မျိုးကွဲကူးစက်ခံရမှု3.39ရာခိုင်နှုန်းရောကြလာပြီးစိုးရင်ပွဲတခြားမျိုးကွဲတွေကိုဆက်လက်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။မျိုးကွဲအစ်တွေဟာရောဂါလက္ခဏာကိုမပြင်းထန်စေပေမဲ့ကူးစက်မှုတွေကိုတော့ပုံမှန်မြန်ဆန်စေတယ်လို့ဆိုပါတယ်။အာရှရဲ့နေရာအများပြားမှာ COVID-19 ကူးစက်မှုတွေပြန်လည်ပေါ်ပေါက်လာပြီးအထူးသဖြင့်ဟောင်ကောင်၊စင်ကာပူ၊တရုတ်နဲ့ထိုင်းနိုင်ငံတို့မှာဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ပြင်းထန်လူနာတွေတိတိတသားမြင့်တက်လာတယ်လို့သိရပါတယ်။